ဘိုင်ဒန်ကမတူးတလို့မတန်တလို့ဆက်ဆန္ဒဖြစ်တဲ့အတွက်ကြောင့်မို့လို့တာဟာဖြစ်ကနေပြီးတော့စီးရင်မတွင်းတော့တဲ့နောက်ွယ်ကအကြောင်းအရာကို ထုတ်ဖော်လာခဲ့တဲ့နှိစက်သူတူစူပါဂျောမီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်မှဆိုလို့ရှိရင်တော့မနေ့တနေ့ကပန်ဒဂွန်ရဲ့မိခင်ကြီးဒေါ်ဂျူဂျူအနေနဲ့သူ့ရဲ့တားဖြစ်သူပိုင်ဒဂွန်ကိုမိသားစုတပ်ပုံထဲမှာတော့မထည့်တော့ဘဲနဲ့ တားဖြစ်ကနေပြီးတော့စွန့်လွတ်ကြောင်းကိုတွေ့ဝိုက်ပြောပြလာခဲ့တယ်လို့တားဖြစ်သူအနေနဲ့သူတို့မိဘတွေပေါ်မှာမတူတလို့မတန်တလို့ဆက်ဆံမှုတွေကြောင်းလို့ဆိုတဲ့အကြောင်းရင်းကိုလည်းထုတ်ပြောလာခဲ့တာလည်းဖြစ်ပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ပြည်သူတွေအနေနဲ့ကတော့ပိုင်နဂုံကမိဘကိုအတော်လေးတိတတ်တဲ့တားပါဘလို့ဖြစ်ရတာလဲဆိုတဲ့မိငုံမောင်များစွာနဲ့နောက်ွယ်ကမိသားစုအတွင်းရေးတွေကိုပါတိကျင်ကြတဲ့လူတွေလည်းများလို့လာခဲ့တာဖြစ်ပြီးတော့အခုချိန်မှာဆိုလို့ရှိရင်တော့ ပန်ဒဂွန်တို့မိသားစုနဲ့နှီးဆက်သူတဦးကကောမန့်တစ်ခုမှာအခုလိုမျိုးပဲဖြစ်စဉ်ကိုရေးသားဖော်ပြလာခဲ့တာလည်းဖြစ်ပါတယ်။အားလုံးသိချင်းဖတ်ကြည့်နော်။ပန်ဒဂွန်တို့မင်္ဂလာမဆောင်ခင်ကလေးကချွေးမမိသားစုဘက်ကခွဲခြားဆက်ဆံခံနေရတယ်လို့မင်္ဂလာဆောင်တဲ့အချိန်မှာတော့မှချွေးမဘက်ကလူဒန်းစားခွဲခြားဆက်ဆံခံခဲ့ရတာ ပိုင်နဂွန်ရဲ့မင်္ဂလာပွဲကိုသွားတဲ့သူတိုင်းသိပါတယ်။ချွေမဘက်ကအတိုင်းဝိုင်းနဲ့အမှုပညာရှင်တွေကိုခမ်းမတဲ့ကိုပေးထိုင်စေခဲ့ပြီးပိုင်နဂွန်မိဘဘက်ကလာတဲ့အတိုင်းဝိုင်းကိုခမ်းမအပြင်ဘက်ကစပွဲဝိုင်းနေမှာထိုင်ရမ်းခဲ့တာ။ကြွေးလာတော့မှအထက်ကဧည့်သည်တွေအတွက်ကတစ်မျိုး၊အပြင်ကဧည့်သည်တွေအတွက်ကတစ်မျိုးခွဲခြားပြီးကိုကြွေးခဲ့တာပါ။မင်္ဂလာပွဲမှာပိုင်နဂွန်မိဘဘက်ကိုအတိတာကြီး ။ချွေးမမိဘဘက်ကခွဲခြားဆက်ဆံပြီးနှိမ်ခဲ့တာမင်္ဂလာပွဲလာတဲ့သူတိုင်းလည်းအသိပါပဲ။မင်္ဂလာပွဲပြီးသွားလို့ဓာတ်ပုံတွေလိုင်းပေါ်တင်လာတာမှပိုင်းတော်မိသားစုပုံကိုချွေးမလောက်သူကထည့်ပြီးလိုင်းပေါ်တင်သွားတာမဟုတ်ဘူး။မင်္ဂလာခမ်းမကအထွက် မိဘတွေကားပေါ်ရောက်တာနဲ့ပိုင်ကွန်ကဆောက်ချင်းမုံမုံအောင်အမေလောက်သူကိုဖုန်းထဲကနေလှမ်းဆဲလို့အမေလောက်သူကငိုခဲ့ရတာမင်္ဂလာပွဲပြီးလို့နောက်ရက်မှာချွေးမလောက်သူကပိုင်ကွန်ဝယ်ပေးထားပါတယ်ဆိုတဲ့အိမ်ပေါ်ကနေမိဘတွေကိုမောင်းချခဲ့တာအဲ့ဒီအိမ်ကလည်းဝယ်ပေးထားပါတယ်ဆိုတာအမိခံပါပဲပိုင်ဆိုင်မှုကပိုင်ကွန်နာမည်နဲ့မိဘတွေကိုလည်းရှာကြွေးတယ်ဆိုတာကအမိခံပါပဲမြူဝင်ကလေးကချွေးမကလက်ဝဲကြီးအုပ်ထားလို့ပတ်စံလိုချင်ခြံရှိမှာမတ်တရက်ပြီးပတ်စံယူခဲ့ရတာ ချွေမကသူ့ခြံထဲတော့အဝေးမခံပါဘူးပတ်စံရှိတယ်ဆိုပြီးတော့မောက်မာရိုင်းဆိုင်တာပါပိုင်နဂွန်မိမကအခုလိုမျိုးမိသားစုတကွဲတပြားဖြစ်ရတာလဲသူ့ကြောင့်ပါပဲပိုင်နဂွန်ကိုမိဘတွေနဲ့တေကန်းဖြတ်ပြီးမဆက်သက်ခိုင်းတာလဲပိုင်နဂွန်မိမပဲကျမကသူ့တို့မိသားစုအတွင်းရေးကိုအတိဆုံးမို့လို့သိချင်ရင်မေးလို့ရပါတယ် မင်္ဂလာပွဲအပြီးမှာပိုင်နဂုံရောက်ခမကပိုင်နဂုံအမေကိုဖုန်းဆက်ပြီးတော့ဇီယိုက်ဆန်ဆန်ဖုန်းထဲကနေဆဲတယ်ဆိုတာအဲ့ဒီလိုမျိုးလူဒန်းစားကဒီလောက်တော့မှဇီယိုက်ဆန်သလားဆိုပြီးတော့တော့မှအောချယူရပါတယ်သူများအတွင်ရင်မိသားစုအကြောင်းကိုဂဂနာနာမသိပဲဝင်ရေးနေကြလို့မနေနိုင်တော့လို့ကျမကလည်းဝင်ရေးတာပါဆိုပြီးတော့လေအခုလိုမျိုးပဲပိုင်နဂုံရဲ့မိသားစု အတွင်ရေးကိုအကုန်သိတယ်ဆိုပြီးတော့စိုးတင်ထုံးဆိုတဲ့အကောင့်ကနေပြီးတော့ကောမန့်တစ်ခုနဲ့ဖြည့်ရှင်းလာခဲ့တာလည်းဖြစ်ပါတယ် ဒါကြောင့်မလို့ခုချိန်မှာဆိုလို့ရှိရင်တော့အများပြည်သူပြည်သက်တွေရဲ့ရှားမှာပိုက်တဂွန်နဲ့သူ့ရဲ့မိသားစုကြားကကိစ္စတွေကိုပိုက်တဂွန်ဘက်ကနေပြီးတော့ဖြေရှင်းတဲ့နယ်ဆိုတဲ့မှတ်ချက်တွေလည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီသတင်းကြောင်လေးကိုလည်းကျွန်တော်စုပါကျော်မီဒီယာပြည်သက်ကြီးတို့မသိလိုက်ရမရှိရလေအောင်ဖော်ပြတင်ဆက်မျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်ပြည်သက်ကြီးတို့ရဲ့အတွေ့အမြင်တွေကိုလည်းဒီဗီဒီယိုလေးကောမန့်လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့ဒုတိယ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းဝန်သတင်းထူအကြောင်းအများနဲ့ပြန်လည်ဆုံတွေ့ကြအောင် င်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ Super Joy Media Channel လေးကို Subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးကြဖို့အတွက်ကိုလည်းတောင်းဆိုလိုက်ပါရစေကြည့်ရှုအားပေးကြတဲ့ဒုတိယ Channel ကိုလည်းကျေးဇူးအထူးတင်ရှိပါရခင်ဗျာ